မန္တလေးတိုင်းမိုးကုတ်မြို့မှာတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကမျိုးဆောင်တပ်ဖွဲ့ဖို့အတွက်တပ်သားသစ်စုဆောင်မယ်လို့ပြောဆိုလာမှုပေါ့ဒေသခံတွေကလက်မခံဘဲကန့်ကွက်ထားတယ်လို့သိရပါဗျ။ TNL ရာရှိအချို့ကမတ်လ6ရက်နေ့မှာရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုအစည်းအဝေးခေါ်ပြီးမိုးကုတ်မှာမျိုးဆောင်တပ်ဖွဲ့စည်းဖို့အသက်18နှစ်ကနေ45နှစ်အတွင်းမျိုးသားတွေကိုတပ်သားသစ်စုဆောင်ဖို့ပြောခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒါနဲ့ပတ်သက်လို့ဒေသခံတွေကိုအုပ်ချုပ်ရေးမှုတွေကပြောကြားရမှာတော့ လက်မခံတဲ့အတွက်မလ12ရက်နေ့မှာမိုးကုတ်ဖောင်တော်ဦးဖေဟာမဏိယေသနာခမ်းမမှာ PNL တာဝန်ရှိသူတွေနဲ့အစည်းအဝေးပြုလုပ်ပြီးကန့်ကွက်ကြောင်းပြောဆိုခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကဆိုပါတယ်စစ်တပ်ရှင်တဲ့လူတွေအားလုံးက PDF ထဲကိုဝင်သွားတာကြားပြီလေစစ်မတိုက်ရှင်တဲ့သူတွေပဲကြံခဲ့တာပေါ့မတိုက်ရှင်တဲ့သူတွေကတော့ဒီလိုအစီအစဉ်မျိုးကိုဘယ်သူကြိုက်မလဲနောက်ပြီး18နှစ်ကနေ45နှစ်အတွင်းဆိုတော့ယောက်ျားသားမှန်သမျှလက်နက်ကင်တော့ခလေးနဲ့လူကြီးတွေနဲ့မိမသားတွေပဲကြံတော့တာပေါ့ အဲ့ဒီတော့ဘသူကလက်ခံမှာတော့ဘသူကကြည်ပြီးမှာတော့ငါလက်နဲ့ကင်လို့မင်းလက်နဲ့ကင်ရမယ်ဆိုတဲ့စိတ်ထားလို့မရဘူးလေတချို့ကလည်းလက်နဲ့မကင်ခြင်းဘူးဘိုးဘုံမျိုးမှာမျိုးဆောင်တက်အဖြစ်ဖွဲ့စည်းဖို့တပ်သားတစ်စုဆောင်ဖို့နဲ့ပတ်သက်ပြီး PNL ဘက်ကသူတို့ထုတ်ပြန်ထားတဲ့တပ်သားတစ်စုဆောင်ရေးမူဝါဒအရစုဆောင်မယ်လို့အတည်ပြုပေမဲ့ဒေသခံတွေရဲ့ကန့်ကွက်မှုနဲ့ပတ်သက်ပြီးတော့မသိရသေးဘူးလို့ PNL ရဲ့ပြန်ကြားရေးတာဝန်ရှိသူလွေးရည်ဦးကပြောပါတယ် PNL ရဲ့တပ်သားစုဆောင်ခြင်းဆိုင်ရာမူဝါဒထဲမှာတော့ အသက်18နှစ်နဲ့35နှစ်ကြားယောက်ျားလေး2ဦးနဲ့အထက်ရှိတဲ့မိသားစုဝင်တွေနဲ့18နှစ်နဲ့25နှစ်ကြားမိန်းကလေး2ဦးအထက်ရှိတဲ့မိသားစုတိုင်းကမျိုးသားရေးသမိုင်းပေးတာဝန်အရ PNL မှာစစ်မှုထမ်းရမှာဖြစ်တယ်လို့ပြထန်းထားပါတယ်။ဒါ့အပြင်35နှစ်အထက်ကိုရောက်ရှိသွားတဲ့မိသားစုဝင်တွေအတွက်အသက်18နှစ်နဲ့45နှစ်ကြားဖြစ်ပါကတဦးကပြည်သူ့စစ်အရန်ဝန်ထမ်းဖြစ်တာဝန်ထမ်းဆောင်ရမယ်လို့လည်းပြတ်တန်းထားတာကိုတွေ့ရပါဗျ။ဒီထဲမှာတော့စစ်မှုထမ်းတပ်တန်းကိုတတ်မှတ်ထားတာမတွေ့ရပါဘူး။ ဒီပြထန်းချက်တွေတိုင်းမိုးဘုံမြို့မှာလည်းကျင့်သုံးသွားမှာဖြစ်ပြီးမဖြစ်မနေစစ်မှုထမ်းကြရမှာလို့ TNL ကဆိုပါတယ်တကယ်လို့ဒီကျမတို့အထုတ်ပြန်ထားတဲ့အတိုင်းကန်းညီတယ်ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်းရှင်းနေတယ်ဆိုရင်တော့ဒါကတော့မဖြစ်မနေသွားရမှာဖြစ်ပါတယ်။အဲဆိုတော့ကအလုံးကဒီကျမတို့ချမှတ်ထားတဲ့ policy အတိုင်းဖြစ်ပါတယ်။တကယ်လို့ဒီချမှတ်ထားတဲ့ policy အတိုင်းမဟုတ်ဘဲနဲ့လူထုတွေကဒီမတရားကောက်ခံနေရတဲ့ ီလိုမျိုးစီမောထနေရတယ်ဆိုတော့ဒီသက်ဆိုင်ရာမှာတန်ကြားနိုင်ပါတယ်ဟုတ်ကဲ့ဗရမယာမြေလို့တင်စားခေါ်ကြတဲ့မိုးကုံမြို့ဟာပြီးခဲ့တဲ့နှစ်ဇူလိုင်လအတွင်းက PLN လေတော်လန်ရေးပူးပေါင်းတပ်တွေအပြီးသက်သိမ်းပိုက်ပြီးမြို့သိမ်းတိုက်ပွဲဆင်နဲထားကဒေသခံတွေတောင်းတောင်းပြပြကြိုးစိုးအောင်ပွဲခံခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ် တိမ်မိုက်ပြီးတဲ့နောက်ဒီမျိုးမှာ DNA အုပ်ချုပ်ရေးတာဝန်ရှိသူတွေရမိရဖတွေအပြင် PDF တရင်တွေပါဝင်တဲ့မိုးကုတ်ပြူဟာတို့ပူးတွဲပါဝင်တဲ့မိုးကုတ်မျိုးစီမံအုပ်ချုပ်ရေးကော်မတီကိုဖွဲ့စည်းပြီးမျိုးတွင်းအုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်ပတ်နေတာပါဒီမျိုးကို DNA ကပဲအဓိကအုပ်ချုပ်နေတာလို့ဒေသခံတွေကပြောပြီးကြောင်းမြတ်ဒူးဖော်ရေးလုပ်ငန်းတွေမျိုးတွင်းဆက်သွယ်ရေးလိုင်းပြတ်တောက်မှုတွေနဲ့အုပ်ချုပ်ရေးပုံစံတွေနဲ့ပတ်သက်လို့ဒေသခံတွေကဝေဖန်မှုတွေလည်းရှိနေတာပါ TNL အနေနဲ့သူတို့ထိတ်ချုပ်ထားတဲ့ data ဖြစ်တဲ့လာရှိုးကြောက်မဲနောင်ချိုတီဘောမိုးကုန်းနဲ့မိုးမိန်မျိုးတွေမှာစစ်ကောင်စီရဲ့တပ်သားစုဆောင်ရေးနဲ့ပတ်သက်ပြီးအေးအေးယူမှုတွေပြုလုပ်မယ်လို့အတိပေးထုတ်ပြန်ထားပေမဲ့သူတို့မှလည်းမဖြစ်မနေတပ်သားစုဆောင်ဖို့စူးစမ်းနေတာတွေရှိတဲ့အပေါ်မှာတော့လက်မခံကြသူတွေလည်းအများအပြားရှိပါတယ်။ TNL ထိန်းချုပ်ထားတဲ့ data တွေမှာလည်းဒီလိုစစ်သားစုဆောင်မှုကိုလက်မခံတဲ့အတွက်တင်းချောင်သွားတဲ့သူတွေရှိနေတယ်လို့ TNL ကဆိုပါတယ် ရဲဘော်လိုအပ်ချက်ကြောင့်ဒီလိုမျိုးစစ်တာဆူဆောင်ရေးလောက်တော့ကျွန်တော်အနေနဲ့နားလဲဘောနော်ဒါမဲ့ဒီတင်အားမှစစ်တာစုဆောင်တာမျိုးတော့ကျွန်တော်တို့ဦးရဲနေနေဆိုလို့ရှိရင်တော့ကန့်ကွက်တယ်ဒီလူလူချင်းစီရဲ့ကိုပိုင်ဆန္ဒရန်ဒီတုံ့ပြန်ရေးကိုဟိုဘယ်လိုပုံစံနဲ့ပေါဝင်ဆင်နွယ်မလဲဆိုတာလွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိရလို့ကျွန်တော်အနေနဲ့လက်ခံတယ်အဲဆုံးဖြတ်ခွင့်လည်းရှိဖို့ရှိရမယ်လို့ကျွန်တော်အနေနဲ့ယူဆရပါတော့ PLN ရဲ့တပ်သားစုဆောင်ရေးမူဝါဒနဲ့ကန့်ညီတဲ့သူမှန်သမျှဟာ တိမ်းချောင်တာမရှိပဲသူတိမ်းချုပ်ထားတဲ့နေရာမှာနေထိုင်ပဲဆိုရင်အခြေခံစစ်တင်တဲ့တက်ရောက်ကြရမှာဖြစ်ပြီးတော့နောက်ပိုင်းမှာစိတ်ဝင်စားတဲ့လုပ်ငန်းတွေနဲ့ကျွမ်းကျင်တဲ့လုပ်ငန်းတွေမှာနေရာချထားမှုတွေဆက်လုပ်သွားကြရမှာဖြစ်တယ်လို့သိရပါတယ်လူမျိုးစုခြေပြုပြီးစုဖွဲ့တည်ထောင်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာရခိုင်နယ်ကဒေသအလိုက်ပုံစံမျိုးမျိုးနဲ့စစ်သားစုဆောင်မှုတွေရှိပြီးသားဖြစ်တယ်လို့လေလာဆောင်ကြည့်သူတွေကပြောပါတယ်